ဖရာသခင်ကိုယုံကြည်ခြင်းနှင့်ယေရှုတရားကက်သလစ်သာသနာတော်၏နေစဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝင်မြပေးနေပါတယ်။2025ခုနှစ်အောက်တိုဘာလ12ရက်နေ့အတွက်ပါရှင်လူကာအခန်းကြီး7အခန်းငယ်17မှ19အထိကိုရောသည်ဂျေရုရှလင်မြို့သို့ကြွသွားတော်မူစဉ်ဆမာရိယာနှင့်ဂါလိလေယာနယ်ဆက်တလျှောက်ကိုဖြတ်သွားတော်မူ၏ ရွာတေဘာတို့ကိုရောဝင်တော်မူသောအခါအနာကြီးယောဂာတဲ့ဆယ်ဦးနှင့်တွေ့ဆုံ၍သူတို့သည်အဝေးတွင်ရပ်နေကြလျက်ဆရာသခင်ယေရှုအကျွန်ုပ်တို့ကိုတနာတော်မူပါဟုကြေလောင်သောအသံဖြင့်တောင်းလျှောက်ကြ၏။ကိုရောသည်သူတို့ကိုမြင်တော်မူသောအခါသင်တို့တွားကြ၍သင်တို့ကိုယ်ကိုယဟန်တို့အားပြကြလောဟု သူတို့အားမိန်တော်မူ၏။သူတို့သည်လည်းယဟန်ထံသို့တွားကြစဉ်ဆင်ကြခြင်းသို့ရောက်ကြလေ၏။ထို့သူတို့တွင် တယောက်သည်မိမိပျောက်ကင်းချမ်းသာရာရာချောင်းကိုမြင်သောအခါဘုရားသခင်၏ဘုံကုံတော်ကိုကျဲလောင်စွာအော်ဟစ်ချီးမွမ်းလျက်ပြန်လှည့်လာ၏ထို့နောက်သူသည်ယေရှု၏ခြေတော်ရင်၌ပြန်ဝင်လျက်ကိုတော်အားဂျေဇူးတင်လေ၏ဤသူသည်ကဆမာရိယလူမျိုးဖြစ်၏ယေရှုကလည်းဆယ်ယောက်သောသူတို့သည်ပျောက်ကင်းစင်ကြယ်ခြင်းသို့ရောက်ကြသည်မဟုတ်လောကြံသောကိုယောက်တို့သည်အပေမှာရှိကြသည်နီဘုရားသခင်၏ဘုံကုံတော်ကိုချီးမွမ်းရန် ဒီလူမျိုးခြားတူမှတပါပြန်လာသူတယောက်မှမရှိကြလို့ဟုမိန်တော်မူ၏ထို့နောက်ကိုရောကသူအားတင်ထား၍သွားလောတင်းဤယုံကြည်ခြင်းသည်တင့်ကိုကဲ့တင်လိပြီဟုမိန်တော်မူ၏ဒီနေ့ကြားနာခဲ့ရတဲ့ကျမ်းစာတော်မြတ်ဟာလူနာဆွမ်းနေတဲ့လူဆရာကိုကုသပေးခဲ့တဲ့အကြောင်းကိုဖော်ပြထားပါတယ်ကုသခံရတဲ့သူတွေဟာယုံကြည်ခြင်းအပြင်ကုသခြင်းကိုခံခဲ့ရတာဖြစ်ပါတယ် ထမအချက်အနေနဲ့ထောက်ရှုနိုင်တာကယေရှုတည်တဲ့ခြင်းသည်ယုံကြည်ခြင်းကိုပြသခြင်းဖြစ်တဲ့အကြောင်းကိုကြားရမှာဖြစ်ပါတယ်။နူနာယောဂါဟာထိုခေတ်ကာလကနိုင်ညံပြီးတော့ဖျားသခင်အပြစ်ပေးခြင်းခံရတဲ့ဘဝအဖြစ်သတ်မှတ်ခံရပြီးလူမှုအတိုင်းဝိုင်းမှာနှင်ထုတ်ခံရပါတယ်။နူနာဆွဲသူ၁၀ယောက်ဟာသခင်ခရစ်တော်ကိုအဝေးကနေခေါ်ပြီးကရုဏာတော်ကိုတောင်းခံခဲ့ကြပါတယ်။သူတို့ဟာသခင်ခရစ်တော်ရဲ့စကားကိုယုံကြည်ပြီးယဟန်တွေထံသွားခဲ့ကြပါတယ်။ သွားနေတဲ့လမ်းမှာပဲသူတို့ဟာယောဂါပျောက်ကင်းသွားကြပါတယ်။ပျောက်ကင်းသူ၁၀ယောက်ထက်ကတယောက်ဖြစ်တဲ့ဆာမာရိလူမျိုးတူတဲ့သားယေရှုထံသို့ယေရှုတင်မှုပြန်လာခဲ့ပါတယ်။ယေရှုတော်ရဲ့အတွက်ချက်ချင်းပြန်လာတဲ့ဒီဆာမာရိလူမျိုးဟာသူတို့ရဲ့ယုံကြည်ခြင်းကိုပေါ်ပြရာရောက်ပါတယ်။သူဟာရုပ်ပိုင်းဆိုင်ရာကုသခြင်းခံရရုံသာမကပဲကဲတင်ခြင်းကိုလည်းရရှိခဲ့တဲ့အနေအထားကို ထောက်ရှုနိုင်ပါတယ်။ ဆမာရိယလူမျိုးတွေဟာသခင်ခရစ်တော်ခေတ်ကဂျိုးလူမျိုးတွေမုန်းတီးတဲ့သူတွေဖြစ်ပါတယ်။သို့ပင်တော်လည်းပဲသခင်ခရစ်တော်ကသူတို့ကိုတခြားသူတွေနဲ့မခွဲခြားပဲကူတာခြင်းပေးခဲ့ပါတယ်။ဒါဟာဖျားသခင်ရဲ့ကုဏတော်လူမျိုးဘာသာအစင်တန်းမခွဲခြားပဲ လူတိုင်းအတွက်ဖြစ်တယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ယုံကြည်ခြင်းဟာကယ်တင်ခြင်းဖြစ်ပါတယ်။ယေရှုတင်ဖို့ပြန်လာတဲ့ဆမာရိယလူမျိုးကိုသခင်ခရစ်တော်က ်တင့်ရဲ့ယုံကြည်ခြင်းကြောင့်ကံတခြင်းခံရပြီလို့ပြောခဲ့ပါတယ်။ဒါယေရှုတည်တတ်တဲ့စိတ်ထားဟာကဲတင်ခြင်းနဲ့ဓာတ်ရိုက်ဆွတ်နေနေတယ်ဆိုတာကို ဖော်ပြပါတယ်။ကဲတင်ခြင်းရရှိခဲ့တဲ့သူဟာဘုရားသခင်ရဲ့ကရုဏာတော်ကို အမြဲတမ်းကျေးဇူးတင်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့ပထမဆုံးကြင်ကြံရမယ့်အချက်ကတော့ကျေးဇူးတင်တတ်တဲ့စိတ်ထားရှိကြဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာဖျားသခင်ထံမှနေ့စဉ်နေတိုင်းကောင်းချီးမင်္ဂလာတော်ကိုအများကြီး လက်ခံရရှိနေတာကိုတတိယသင်ပါတယ်။ထိုကောင်းချီးတွေကိုကျေးဇူးတင်ဖို့မင်းလျော့နေတတ်တဲ့ကြံတဲ့လူကိုရောက်လို့မဖြစ်ဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကျေးဇူးတည်တတ်တဲ့စိတ်ထားရှိခြင်းဟာဖျားသခင်ကိုချစ်ခြင်းနဲ့ဖျားသခင်ကိုကိုးကွယ်ခြင်းကိုပုံမူခိုင်မာစေမှာ ဖြစ်ပါတယ်။ဒုတိယကြင်ကြရမှာကတော့ဂရုဏာတော်ကိုလက်ခံရပါမယ်။ ဘုရားသခင်ရဲ့ကုဏတော်ဟာကျွန်တော်တို့ရဲ့လူမျိုးအစဉ်အတန်းမခွဲခြားပဲလူတိုင်းအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဟာကရုဏာတော်ကိုလက်ခံပြီးဘုရားသခင်ကိုကျေးဇူးတင်ရမယ့်တာဝန်ရှိပါတယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ကျေးဇူးတော်တွေအတွက်အမြဲတမ်းကျေးဇူးတင်တတ်တဲ့စိတ်ထားကိုပြုစုပြောထောင်ကြရပါမယ်ဘုရားသခင်ရဲ့ကရုဏာတော်ဟာကျွန်တော်တို့ရဲ့လူမျိုးပါတာမခွဲခြားပဲလူတိုင်းအတွက်ဖြစ်တယ်ဆိုတာကိုအမြဲတည်းရရပါမယ် ကျွန်တော်တို့ဟာကျေးဇူးတော်အတွက်ဖျားသခင်ကိုချီးမွမ်းရင်းပုံမကောင်းမွန်တဲ့ယုံကြည်ခြင်းပေါ်အသက်တာကိုတည်ဆောက်နိုင်ဖို့ရန်အတွက်ကျေးဇူးတင်တတ်တဲ့စိတ်ထားတွေကိုအမြဲတမ်းမွေးမြူရမယ်ဆိုတာကိုဒီနေ့ကျမ်းစာတော်များအပြင်ထောက်ရှုလျက်ခွန်အားယူကြပါစို့